တနေကောင်ကလေပုံမှန်လူတယောက်စိတ်ဖြစ်ပြီးတော့ညလည်းကောင်2နာရီ3နာရီဆိုလို့ရှိရင်လေနတ်ဆိုးစိတ်ဝင်ပြီးတော့အိုးလှုပ်ချင်တာလေးရှောက်လို့တော့တာပဲလူတကိုယ်ထဲမှာစိတ်နှစ်ခုဝင်နေတာပေါ့ကွာအဲ့ဒီချိန်စာစိတ်ဝင်နေတဲ့မင်းသမီးကတော့အားလုံးတည်ပြီးသားလက်တော်မှာပြီးထားတဲ့ Your Majesty ဇကားတွေကယွန်းလာနေပဲအလုံးမှာအစင်မပြေလို့အလုံးထွက်ပြီးတော့အိမ်မှာခဏနားနေတဲ့မင်းသားကတရက်သူ့အိမ်အောက်ကိုအိမ်ရှင်တက်တွေပြောင်းလာတယ် အဲအဲ့ဒီအင်ရှင်တက်တဲ့နေရာမှာကောင်မလေးတရားကိုညဘက်လေးကြားလဲကြားအောင်သူမြင်ပြီးတော့ဩနတ်သမီးဆိုတာဒါမျိုးလေးပါလားဆိုပြီးတော့ကြိတ်ပြီးတော့ crash နေတာအေးအဲ့ကောင်မလေးကလေနေဘက်ဆိုလို့ရှိရင်လူအကောင်ညဘက်ဆိုလို့ရှိရင်ကြိမ်စာဝင်ပြီးတော့နတ်ဆိုးစိတ်ကြီးကဝင်ပြီးတော့ယူယူနန်းနန်းနဲ့ကွာယူလို့လို့တရေလို့လို့နဲ့လှုပ်ချင်တာရှောက်လို့တော့တာပဲသူ့ကိုလေသူ့ဖေကနေညဘက်တည်းဆိုလို့ရှိရင်ဘယ်လိုပြောမလဲဟိုပက်လေးလေးလေးတိရစ္ဆာန်လေးလိုက်ချောင်းတို့လိုမျိုးလေးအာညဘက်ဆိုလို့ရှိရင်သူ့ဖေကသူ့အပြင်ထွက်ထွက်ပြီးတော့သူစားချင်တာလေးလိုက်ဝယ်ကြည့်ရတယ်သူသွားချင်တဲ့နေရာလေးလိုက်ဖို့ပေးရတယ် ဘာလို့လဲသိလားအဲ့ဒီမင်းသမီးခန္ဓာကိုယ်ထဲမှာဝင်နေတဲ့နတ်ဆိုးက तू လှုပ်ချင်တာလှုပ်ရပြီးတော့ तू ပျော်နေနေနတ်ဆိုးဝင်နေအချိန်ကဖြည်း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 ချင်းယော့ယော့နေနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ तू ပျော်အောင်လို့သူ့ဖေကလိုက်လိုက်ပြီးတော့လှုပ်ပေးနေရတာအချိန်ကြလို့ရှိရင်အဲ့လိုအချိန်နေယော့ယော့ပြီးတော့နတ်ဆိုးဝင်နေအချိန်လုံးဝပြောက်ွယ်သွားအောင်ပေါ့ကွာတရက်ကြာအချိန်နေတစ်ခုကြာနတ်ဆိုးထမ်းရမဲ့သူကမင်းသားဖြစ်သွားတဲ့အခါမင်းသားကဘာလို့နတ်ဆိုးထိန်ရတာလဲပြီးတော့အဲ့ဒီနတ်ဆိုးနဲ့မင်းသားနဲ့ကဘာလို့ရှောက်လို့ကြတယ်လဲ သူရဲ့ crush ကောင်မလေးခန္ဓာကိုယ်ထဲကနတ်ဆိုးကိုထွက်သွားအောင်မင်းသားကဘယ်လိုတွေစူးစမ်းမလဲဆိုတာကို story ကောင်းကောင်းလေးနဲ့ပေါ့ပေါ့ပါပါလေးရိုက်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဇလန်ရဲ့နာမည်က pretty crazy ဖြစ်ပြီးတော့ပေါ့ပေါ့ပါပါနဲ့ story လေးဆန်းလာကြမို့လို့တွားကြည့်ဖို့အတွက် K drama fan တွေကို recommend ပေးပါတယ်ရှင့်။တွားကြည့်ရမယ့် link လေးတွေကိုအမဒီဗီဒီယိုအောက်ကကွန်မန့်လေးတွေမှာချပေးထားမယ်။ပြီးတော့ကိုပေါ့သားကို share ပြီးကြည့်ကြတယ်ဆိုလို့ရှိရင်က Telegram search bar မှာ J channel MM set လို့ရှာလိုက်တာနဲ့ channel ချင်းအမီလေးတွေ့ပါလိမ့်မယ်ရှင့်။အဲ့ဒီမှာ pretty crazy ဆိုတဲ့ဒီကားလေးကိုတွား share ကြည့်ပါရှင့်။ ကြည့်ပြီးသွားရင်လည်းပေါ့ပေါ့ပါလေးနဲ့ကြည့်လို့ကောင်းတာဆိုတာလေးကိုအပြုသဘောလေးဆောင်ပြီးတော့ဒီဗီဒီယိုအောက်မှာ comment လေးလာပြန်မှတ်မိပါအောင်နော်တလက်စားထဲမှာပဲအမရဲ့ဒီဗီဒီယိုလေးကိုလည်းလက်မလေးသဲလေးပေးပြီးတော့ channel လေးကို follow subscribe လေးလုပ်ပေးသွားပါအောင်ရှင့်ကျေးဇူးများရှင်တင်ပါတယ်